မေနဲ့ပတ်သက်ပြီးတော့အမေရဲ့အလုံရက်ဒီအကုန်လုံးကပေါ့နော်ဒါကျွန်တော်ဆန်းနုံနဲ့ယူရမယ့်အရာတွေပဲဒါတွေကတော့ဟိုပြောင်းလဲခြင်းနဲ့စိတ်ရှိရလူတွေအတွက်တော့အာဆန်းနမူနာကောင်းနေအများကြီးကျွန်တော်ယူလိုက်ရတယ်။ဥပမာကျွန်တော်တို့ခိုင်ချင်းအများဟိုတုံလေးလက်မှာကျွန်တော်တို့ကပါဝင်နေပြီးလုံနေပြီးလှူရှားနေပြီးဆိုတော့ကျွန်တော်တို့ခိုင်ချင်းဘာလို့လုံးဝမသိဘူးအဲ့လိုဖြစ်တဲ့အချိန်ကျရင်ပေါ့နော်ကျွန်တော်အာအမိပြောခဲ့တဲ့ ဇာတ်ကားမိစုပြောခဲ့တဲ့ဇာတ်ကားကိုတော့ပြီးတော့နားထောင်ဖြစ်တယ်။အမ်တခါလေးကျရင်တကယ်ဘာလို့လဲလို့မသိဘူး။ဘလူကဟိုဘယ်ဘယ်အဲ့လိုအဲ့လိုဘကိုကကိုကလည်းသိရမလားဒီနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့ဒီနောက်ပိုင်းကိုကဟိုဒီလိုအနိုင်ကျင့်နေတဲ့ဟာမျိုးကိုဘောနော်မတရားနိုင်ကျင့်နေတဲ့ဟာမျိုးဟိုရုတ်တရက်ကြီးဟိုဒါမျိုးကြီးကလို့လို့မရဘူးလို့ထင်ထားတဲ့အရာတွေပေါ့နော်ဟိုကျွန်တော်ချိုးပေါက်ခံခဲ့ရတဲ့အခြေအနေဆိုတော့ ဟိုညုပ်ပြစင်ပြက်ကိုချိုးပေါက်ခံရတဲ့အခြေအနေလေးနော်ကျွန်တော်တို့ပေးတဲ့မဲတွေလည်းကျွန်တော်ရဲ့ဆန္ဒတွေကိုလည်းဒါလုံးဝကိုရိုက်ချိုးပလိုက်တာပေါ့နော်ငါတို့လုံချင်တာ လုပ်မယ်ဆိုတဲ့အနေထားမျိုးကြတော့ဒါကြီးကပြည်သူတွေကိုစော်ကားနဲ့အတူတူပဲလीနော်ဆိုတော့တိုင်းပြည်ကိုအုပ်ချုပ်မယ်ဆိုရင်တော့ဟိုတိုင်းပြည်ထဲမှာနေထိုင်တဲ့ပြည်သူတွေအကုန်လုံးလူလူဆက်ဆံတဲ့တဲ့စနစ်ကတော့ရှိဖို့လိုအပ်တယ်လေအဲ့တော့မင်းစုလုပ်တဲ့နေရာကြီးအကုန်လုံးကလည်းအာ freedom justice and democracy ဆိုပြည်သူတွေကနေပြီးတော့ပြည်သူတွေကိုပြန်ပြီးတော့ဟိုဦးစားပေးပွားတဲ့စနစ်မျိုးလိုချင်တာပဲလေအဲ့တော့ဒီအတွက်ကိုတိုက်ခိုက်နေတိုက်ဒီဘက်ကိုတိုက်ပွဲဝင်နေရဖြစ်တဲ့အတွက်မေဆုရဲ့လုပ်ရက်ကကျွန်တော်တို့အတွက်ကတော့တင်ငင်းယူတင်အာတင်ငင်းစာယူစရာအများကြီးပဲအာမေဆုအမြင်နဲ့အဲ့လိုပြောနေကြတဲ့စကားလေးရှိရပေါ့နော်မေဆုကပြောရင်ကိုရီးယားမှာ ငါဆရာတော်တစ်ပါးနေပြီးတော့မင်းခဲ့တယ်ဆိုလို့ဟိုမင်းခဲ့တဲ့အရာကိုအမေဆူကပြန်ပြောရလို့ပြောရပေါ့နော်အဲ့မှာဆိုတော့ဝရီးရ၄စင်းရှိရပေါ့ပထမအဆင့်ကတော့အလုပ်တစ်ခုကိုလုပ်ဖို့အဆုံးဖြတ်ချက်ချတာပေါ့နော်အာဒုတိယချက်ကတော့အဆုံးဖြတ်ချက်ချတဲ့အတိုင်းလုပ်တာအမ်တတိယချက်ကတော့ခက်ခဲပေမဲ့ဆက်လုပ်တာအာနောက်ဆုံးချက်ကတော့ရှုံးနေမှုနဲ့ရင်ဆိုင်ရရင်တော့မှလက်မမြောက်ပဲနဲ့နောက်တစ်ခါထပ်ပြီးတော့စူးစမ်းတာပေါ့နော်ဆိုတော့ကျွန်တော်တို့လည်း ကျွန်တော်ဒီတိုင်းပဲပေါ့ဘာပဲဖြစ်ဖြစ်ဒီစကားလေးတွေနဲ့အမေသူပြောခဲ့တဲ့စကားလေးတွေကတကယ်ကိုဆိုပြောမယ်ကျွန်တော်တို့အဖြေပဲပြောကျွန်တော်ရှာနေတဲ့အဖြေပေါ့နော်ဒီကလေးကျရင်ကျွန်တော်ဘာလို့လဲမသိရဲ့အခြေအနေတွေဘာဘလို့ဆက်သွားလို့သွားမသိဘလို့စိတ်ထားထားအောင်လည်းမသိဘူးပေါ့နော်အော်ကိုကအမ်လူကောင်းတယောက်ဖြစ်ဖို့အတွက်ဟိုတိုင်းပြည်အတွက်ကိုအကျိုးပြုနိုင်တဲ့အမ်နိုင်ငံသားတယောက်ဖြစ်ဖို့အတွက်ဘယ်လိုမျိုးနေထိုင်ခြင်း ဘယ်လိုနေထိုင်ရမလဲဘယ်လိုမျိုးဟိုစိတ်ဓာတ်တွေဟိုအကောင်းဆုံး um ပြုပြင်ထိမ့်သိရမလဲပေါ့နော်ဒါမျိုးလေးကိုကျွန်တော်မသိခဲ့ဘူးဒါပေမဲ့အမေဆွေပြောစကားအကြောင်းကျွန်တော်အမြင်အနားထောင်ပြီးတော့အော်ဒီတောင်းလင်းကြီးလောက်ဆက်ပြီးတော့နေပေါ့နော်အမ်မင်းဆွေတော့အကြောက်တရားကိုအမြင်ကျွန်တော်တို့ဟိုဒီအာနာရှင်စနစ်အောက်မှာနှစ်ပေါင်းများစွာပေါ့နော်နှစ်ပေါင်း60ကျော် ကျွန်တော်တို့ဟိုဟိုနေနေလာရတဲ့အချိန်မှာကျွန်တော်တယောက်ကယုံကြည်မှုနဲ့အကြောက်တရားနဲ့အာယုံကြည်မှုမရှိတော့ဘူးเนาะအဲ့တော့အကြောက်တရားဖုံးလန်းနေတဲ့အချိန်မှာယုံကြည်မှုကတော်တော်လေးအမ်အနေဝါရကျွန်တော်တယောက် ကြောက်နေရတော့တောင်းတောင်းမရှိဘူးနော်လေသူကကိုဟိုတခုလုံမှလားသူအမြင်စဉ်းစားနေပါနော်မင်းဆိုတော့အမြင်အဲ fear ကို fear နဲ့ပတ်သက်တဲ့အကြောက်တရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးတော့အမြင်ဥပစာပေးပြီးတော့ပြောပြတယ်ပေါ့ပြီးတော့သူကအာဟိုခုနအာပြောမင်းဆိုကဘာပြောလဲဆိုတော့သူကသူပြည်သူတွေကိုအရင်ချစ်တယ်ပေါ့နော်ပြည်သူတွေကိုယုံနေပေါ့ဆိုတော့အာမင်းဆိုယုံနေတဲ့အတိုင်းမင်းဆို ချစ်တဲ့အတိုင်းကျွန်တော်တို့အားလုံးကလည်းမေစုတတိယလွန်ဆွနေလေပေါ့နော်ပြီးတော့လေမေစုဖြစ်စေခြင်းနဲ့ကျွန်တော်တို့အာပိုကောင်းတဲ့အဲအာလူပေါင်းတစ်ခုပေါ့နော်ကျွန်တော်တို့အမန်တရားကိုအာအမန်တရားကိုအမန်တရားလို့ပြောရဲတတိရှိရဲ့လူပေါင်းတစ်ခုပြီးတော့အာတေရနီတယောက်အာစီစီလုံးလုံးနဲ့အာအပြုတော်ဆောင်နဲ့ ာလူပတ်ဝန်းကျင်တစ်ခုပေါ့နော်ဒါမျိုးအမေစုကဖြစ်စီခြင်းနဲ့ဆိုတော့အမေစုဖြစ်စီခြင်းနဲ့အတိုင်းကျွန်တော်တို့ကလိုက်ပြီးတော့လုပ်နေမယ်ဆိုရင်တော့အမေစုဂျေစုဆက်ရရောက်ပါတယ်အဲ့တော့မေဖြစ်စီခြင်းနဲ့ဆန္ဒတော့ကျွန်တော်တို့အားလုံး um လူလူလိုဆက်ဆံတဲ့တဲ့ရှင်းပြတော့လူလူလိုဆက်ဆံတဲ့စနစ်တစ်ခုဟိုအကောင်းဆုံး um um ဖြစ်ပေါ်လာဖို့အတွက်ပေါ့နော်ဖြစ်ပေါ်လာဖို့အတွက်ရည်ရွယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ um ကျွန်တော်တို့မေ စုဒါလူတိုင်းမှာတော့ကိုယ်အမေကိုချစ်ကြတာပဲလေဆိုတော့ကျွန်တော်ဒီကောက်အာခင်နဲ့တွေ့တော့လည်းလူပဲပေါ့နော်အာဒါကျွန်တော်မြင်လာတော့ဟိုအမေကိုသတိရနေတဲ့တတယောက်ရဲ့ခံစားချက်ကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဘယ်လောက်ထိတောင်လွမ်းနေလဲဆိုတော့ဒါလည်းပုံမှန်ကျွန်တော်တို့ဟိုအမေရဝင်းနေတဲ့အခြေအနေမျိုးမဟုတ်လေမေဆူကဒီတက်ရွေမှာတော့မှအချုံတော့ခံထားရတာဆိုတော့သာတယောက်နေဘယ်လောက်ထိစိတ်ပူနေလဲဘယ်လောက်ထိတွေးကျင်နေလဲဆိုတဲ့ဟာကို ကျွန်တော်ကျွန်တော်အနေငယ်တော့ကိုရင်းဆောင်ပြီးပါတယ်။ဘာဘာကြောင့်အနေငယ်ဆိုတာလဲအမ်မင်းမင်းမင်းကျွန်တော်ကိုကိုတိုင်ကမကြုံဘူးတော့ဟိုအိတ်ကဟာယူအပြေဝခံစားနိုင်မှာမဟုတ်ဘူးလေ။ဒါပေမဲ့အဲ့လိုမျိုးနေငယ်ကိုကထိတွေ့ပြီးတော့ခံစားခဲ့ခံစားခွင့်ရရရတော့မှကျွန်တော်စိတ်ထဲမှာအရင် heavy ဖြစ်တယ်ပေါ့နော်။ကျွန်တော်ဟိုအရင်လေးလံမှုခံစားရပါတယ်။ အဲကြောင့်ကျွန်တော်တို့ပြီးပြီးတော့ကြိုးစားဖို့လိုအပ်ပါတယ်မေစုပြောခဲ့တဲ့အတိုင်းကျွန်တော်တို့လူကောင်းဖြစ်ဖို့လိုအပ်တယ်အာအလုံးပေါ့နော် ကျွန်တော်တို့တယောက်ချင်းစီအာတာဝန်လေးကိုကျွန်တော်တို့အာမြန်မာဆိုတဲ့အာအထိတ်ပဲကိုကျွန်တော်တို့တစ်ကဘာလုံးမှာအာအကောင်ဆုံးပုံရိပ်တင်နေကျွန်တော်တို့ပြန်ပြီးတော့ရေးချေကြဖို့ကျွန်တော်နေတိုက်တွန်းလို့ဆိုချင်ပါတယ်အမ်ဆိုတော့မေစုမွေးနေ့မှာလည်းကျွန်တော်တို့ အာအချုပ်နာနေပြီးတော့အမြန်ဆုံးလွတ်မြောက်ပါစေအမေစုကျမ်းမာပါစေလို့ကျွန်တော်အနေနဲ့အမေစုဆုတောင်းပေးကြပါရခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်